Hello အားလုံးပဲမင်္ဂလာပါကျမဒီနေ့မှာ Schengen Visa ရှိရင်ဥရောပထဲက28နိုင်ငံကို Visa တသက်လျှောက်ဆရာမလို့ပဲနဲ့ကိုယ့်ရဲ့ Resident Card တို့မဟုတ် Schengen Visa နဲ့အလွယ်တကူခရီးသွားလို့ရနိုင်ကြောင်းနဲ့ဈေးနှုန်းတသက်တသက်နဲ့လင်းလက်မှတ်ရှာတဲ့နည်းရယ်ပြီးတော့လင်းလက်မှတ်ဖြတ်ပုံဖြတ်နည်းနဲ့ Online Check-in ဘယ်လိုလုပ်ရမလဲဆိုတာကိုအသေးစိတ်ခန့်မှန်းမြန်ပြပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြရနဲ့တင်ကြိုက်တဲ့နိုင်ငံကိုလွယ်လွယ်ကူကူခရီးထွက်လို့ရနိုင်မှာဖြစ်ပါတယ် ကဲဒီမတ်မှာပြထားတာကတော့ Schengen Visa နဲ့ခရီးသွားလို့ရနိုင်မယ်28နိုင်ငံကိုပြထားတာဖြစ်ပါတယ် Schengen Schengen Country 29နိုင်ငံရှိပြီးတော့28နိုင်ငံကတော့ Visa တသက်လျှောက်ဆရာမလိုပဲနဲ့သွားလို့ရနိုင်ပါတယ် Immigration ကလည်းတက်မှာ Valid Visa ရှိနေရင်သို့မဟုတ် Resident Card ရှိနေရင်လုံးဝမစစ်ဖဲနဲ့ရှော့ရှော့ရှူရှူဥရောပတခွင်ကို သွားလာလဲပတ်နိုင်မှာဖြစ်ပါတယ်တခါတလေ passport တောင်သိမ့်မပြရပါဘူးအသင်းတော်ဆောင်သွားမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ sport check တော့ရှိတယ် hotel တဲရင်တော့မဖြစ်မနေပြရမှာဖြစ်ပါတယ်တတိထားမှာက resident card မကုံဆုံးခင်တရက်အလို့အထိဒီဥရောပထဲမှာခရီးသွားလာခွင့်ရှိပြီးတော့ကိုနေတဲ့နိုင်ငံကိုပြန်လာဖို့ပဲလိုပါတယ်သွားတာသိပြီဆိုတော့ flight ပေါ့เนาะကျမကတော့ဒီ Europe အတွင်းဆိုရင် with air သို့မဟုတ် run air နဲ့ပဲလီလင်းလက်မှတ်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တခြား airline တွေထက် ဒီ with it နဲ့ run air ကဈေးသက်သာလို့ပါကျမက origin country ကို budapest မှာထားပြီးတော့ budapest ကနေထွက်သမျှခရီးစဉ်တွေကိုရှာကြည့်ပါတယ်ဈေးသက်သာရင်သက်သာတယ်သူလို့ကျမဝယ်ထားလိုက်ပါတယ်ပေါ့နော်အချို့မြို့တွေဆိုလို့ရှိရင်ဈေးအရန်ချိုပါတယ်ဥပမာ rome italy တို့ဆိုလို့ရှိရင်ဈေးအရန်ချိုပါတယ်ဒီ foreign 6000 euro 18 euro 20 euro နဲ့သွားလို့ရမှာဖြစ်ပါတယ်တခါတလေမီလန်ဆိုရင်လည်းဈေးအရန်သက်သာပါတယ်တစ်လနှစ်လကြိုပြီးတော့ကြည့်ထားဖို့လိုအပ်တာပေါ့နော် ဒီကက်ပြီးမှဝင်ရင်တော့ဈေးက23စားဖြစ်သွားတတ်ပါတယ်။အခုတော့ جماعه ကဘာလင်ကိုရွေးချယ်ပေးထားပါတယ်။ဒီမှာဆိုရင်မေလကအခြားလတွေထက်ဈေးသက်သာတယ်ပြီးတော့ discount ကလည်းအတော်ချထားတယ်။ပုံမှန်2000 3000အစားဒီ Tuesday နဲ့ Wednesday ဆိုလို့ရှိရင် foreign 6000နဲ့ရတာဆိုတော့တန်တယ်လို့ပြောရမှာပေါ့နော်။ جماعه ကတော့ Budapest to Berlin Germany ကို May 21st ကိုရွေးထားပြီးတော့ Berlin to Budapest ကို May 24ကို ပြန်လာဖို့ရွေးထားတယ်ပေါ့နော်။စုစုပေါင်း foreign 6000ယူရို40လောက်ကျပါတယ်။သုံးညရဲ့လေးရခိုင်စီစဉ်လိုက်တယ်ပေါ့နော်။ကိုယ့်ရဲ့ budget ပေါ်မူတည်ပြီးတော့ညှိပြီးတော့သွားလို့ရတယ်။အဲဒါကိုကသေချပြီဆိုလို့ရှင်တော့ start booking ကိုနှိပ်ပါမယ်။ပြီးရင်အဖွဲလိုက်သွားမယ်ဆိုရင်တော့ဒီ wish အာ discount club တနစ်စာ16000ထင်တယ်ပေါ့နော်အဲ့ဒါကိုဝင်ထားရင်ပိုတန်တယ်လို့ကျမကမြင်ပါတယ်တဝက်ဈေးနဲ့ရမှာဖြစ်ပါတယ်တနစ်လုံးစိတ်ကြိုက် discount နဲ့သွားလို့ရနိုင်မှာဖြစ်ပါတယ်ပြီးတော့ package ပါကျမက Europe အတွင်း luggage မသေးပါဘူး free carry on bag ချောပွေတလုံးနဲ့ပဲခီးသွားပါတယ်မမရရ2018တုန်းကကျမနွေရာဒီချောင်းပိတ်ရ15ရက် ပေါ့နော်6နိုင်ငံခရီးသွားတာချောပွိတ်တစ်လုံးနဲ့ပဲသွားတာအတော်ကိုအဆင်ပြေပါတယ်ဒီတုန်းကတော့ Flixbus 99 Euro package နဲ့သွားလိုက်တာပေါ့နော်ပတ်စံလဲပုံမကုန်ချင်တာရဲ့တဲရတာလည်းမကြိုက်လို့ပါတဲချင်တဲ့ဟိဆိုရင်တော့ဒီနေရာမှာထွက်ဝယ်ဖို့အကြံပေးပါတယ် 10kg 20kg 30kg သူစင်းနဲ့သူချမကတော့မယူပါဘူး8 drag continue ကိုနှိပ်ပါတယ် return flight လဲအဲ့လိုပဲဘာမှမရွေးပါဘူးအဲ့ဒါပြီးတော့ကြားရဲဘာမှမရွေးဘဲနဲ့ continue ကိုနှိပ်ပါမယ် ဒီနေရာမှာကိုယ့်ရဲ့ information ကိုဖြည့်ပါ first name last name နာမည်မှားလို့မရပါဘူးနာမည်တလုံးမှားလို့လည်းမရပါဘူးမှားရင်ပေးမတတ်ပါဘူးပြန်ပြင်ဖို့ဆိုရင်လည်းပတ်စံပေးပို့ပေးရပါတယ်ပတ်စံထပ်ပြီးပေးပြီးမှနာမည်ချင်းရပါတယ်အာ whistle ဆိုလို့ရှိရင် euro euro 65 euro ရောရပါတယ် run air ဆိုရင်လည်းနာမည်အပြင်းတဲ့ခါဒါမှမဟုတ်ဒီ flight date ပြောင်းတဲ့ခါ135 euro ပေးရပါတယ် လမကကြတာမှာဒီ20ပြီးလို့ရှိရင်နမေမားလို့ပြင်တာက65ယူရို100ယူရိုကမတန်ဘူးပေါ့နော်အဆင်မပြေဘူးအဲ့ဒါကြောင့်ဒီနေရာမှာနမေကိုတည်တည်ချာချာဖြည့်ဖို့အကြံပေးပါတယ်ချောညာလည်းအရန်ဝင်ပါတယ်အိပ်ရွေးခိုင်းပါတယ် I don't want go click ပါပြီးလို့ရှိရင် continue ကိုနှိပ်ပါခုံရွေးခိုင်းရင်တော့ ပတ်စံထပ်ပေးရပါတယ်အတူတူထိုင်ခြင်းတော့ရွေးပေါ့နော်ကျမကတော့တနိုင်းနှစ်နိုင်လောက်စီးရတာကိစ္စမရှိလို့မရွေးပါဘူးကျမက budget airline ပေါ့စီးစစ်ပါတယ်ဒီနေရာမှာသုံးရမယ့်အစားအစားပိုစားပြစ်လိုက်မယ်ပေါ့နော်ကျမအဲ့လိုလိုမျိုးတွေမှာပါပါတယ် continue ကိုနှိပ်ပါဘာ service မှမယူပါဘူး continue ကိုဆက်သွားပါအဲ့ဒါပြီးရင်တော့ bank detail ကိုထည့်ပါကျမကျမအရင် video တွေမှာပြောသလိုပဲ official bank card ကိုမသုံးပါဘူး wise တော့မဟုတ် revolut credit card ကိုပဲဖြည့်ပြီးတော့ ပတ်စံပေးပါတယ် credit card ကိုမဆေးထားပါနဲ့နောက်လက်မှတ်ဖြတ်လို့ရှိရင်သူ click လိုက်တာနဲ့သူကချက်ချင်းလက်မှတ်ကဖြတ်သွားတယ်ပတ်စံမှာဖြတ်သွားတဲ့အတွက်ကြောင့်မို့လို့ပါပြ bank transfer လည်းမရွေးပါနဲ့အချိန်ပိုကြာပိုလျှောက်လို့ပါအဲ့ဒါပြီးရင်တော့ i have read and agree အမှန်ချစ်ချလိုက်ပါတေးကြရဲဆိုရင် pay and book now ကိုပဲနှိပ်ပါအဲ့ဆိုရင်တော့လက်မှတ်ဖြတ်ပြီးသွားပါပြီ run air ကိုလည်းခက်သက်သက်ပြပြပေးသွားပါမယ်။ run air က wish air လောက်ကလေးကချင်းမကြောက်ဘူးလို့ကျမတို့မြင်တယ်။ဈေးကတသမတ်တည်းမရှိဘူး။အာကိုဝင်ကြည့်ရင်ကြည့်သလိုဈေးနှုန်းတွေကတက်တက်သွားတယ်ပေါ့နော်ဒီ run air ကဒီကြောင့်ညတွေလည်းအတင်းထိုးမရအောင်ကြောင့်ညမဝင်ဘူးပေါ့နော်ဈေးကလည်းမတိမ်မရင်တို့ပေဒီ run air က free carry bag မှာအဲ့အရန်စီစစ်တယ်အဲ့ကသူတို့ပြောရတဲ့ကြီးနေရယ်ဆိုလို့ရှိရင်လေးမတက်ခင်မှာပဲ85 euro တန်ကြီးဆောင်ရပါတယ် ပြီးတော့ဒီနာမည်မှားရင်လည်းပြင်ခါက135ယူရိုပေးရပါတယ်။တေချာစစ်စစ်ပြီးတော့မှဝယ်ပါ။ continue ကိုနှိပ်ပါ။ insurance service တခုမှမယူပါဘူး။ continue ကိုနှိပ်ပါ။ bank detail တေချာထည့်ပြီးလို့ရှိရင်ဘေးနောင်းကိုနှိပ်လိုက်ရောမှာပဲ။ flight ticket ဝယ်ပြီးပြီဆိုရင်တော့မထွက်ခွာခင်24နာရီမတိုင်ခင် online check in လုပ်ကိုလုပ်ရပါမယ်။မလုပ်ရင်လေးစိတ်မှအတန်ကြီးဆောင်ရမယ်နော်။ ဒါကတော့ online check-in လုပ်နေပါ family name နဲ့ booking reference ကိုထည့်ထားထည့်ရပါမယ် check-in နောက်ကိုနှိပ်ပြီးတော့အန်ရရှိပစ္စည်းတို့ထားမြစ်ထားတဲ့ပစ္စည်းတွေမသေးဆောင်ပါဘူးဆိုတော့စီမင်းစည်းကမ်းတွေကိုလိုက်နာမယ်ဆိုပြီးတော့ confirm မှာအမှန်ချင်းနှိပ်ရပါမယ်ခုံရွေးလို့လည်းရတယ်ပတ်စံပေးရဲ့ပတ်စံတော့ပေးရမယ်ပေါ့နော်မရွေးချင်ဘူးဆိုရင်တော့ continue with random seat ကိုနှိပ်ပါဒီအဆင့်မှာအိတ်ဝယ်ခြင်းလည်းရပါတယ်ကျွန်မကတော့ one small bag only ကိုပဲရွေးပါတယ်အဲ့ဒါပြီးရင်တော့ continue ကိုနှိပ်ပါ checking confirm ဖြစ်သွားပါပြီ bordering pass ရလာပါပြီဒီ bordering pass မှာပဲဒီ seat number ခုံနံပါတ်ရဲ့ flight number နဲ့ immigration ဖြတ်ဖို့ QR code ချလာပါတယ်အဲ့ဒါဖုန်းထဲမှာစေပြီးသွားရုံပါပဲအပြန်လက်မှတ်လဲ ID လိုပါပဲ24နာရီမတိုင်ခင် online check in လုပ်ရုံပါပဲခီးသွားရတာကစင်နဂတ်ပန်ရတာတဲ့ပူကောင်းနေတယ်ကျမခီးသွားရအရန်ကိုကြိုက်ပါတယ်ကျမဥရောပရဲ့ရောက်နေတာ2019နှစ်ရဆိုတော့ဒီ budget trip plan နဲ့ဂျုံဂျုံတလို့အကြောင်းအတန်းအားရတယ်လို့ကျမကခီးသွားလေးရှိပါတယ် မိသားစုလိုက်တငယ်ချင်းတွေအုပ်စုလိုက်ဒါမှမဟုတ် couple trip တွေ solo trip တွေသွားချင်တဲ့သူတွေအတွက် trip plan flight schedule hotel booking daily ဒီ schedule တွေမဖြစ်မနေသွားတဲ့ဒီ tourist place နေရာတွေနေဖို့စားဖို့စတဲ့မိမိကြိုက်နေတဲ့နိုင်ငံအတွက်အချင်းကိုခံပြီးရရှာနေစရာမလိုဘဲနဲ့ခရီးစဉ်အစအဆုံး all in one trip planner ကိုကျွန်မက season ပေးပါတယ်။ကျွန်မရဲ့ video မှာလည်းတက်နိုင်သမျှပြပြဆောင်ဆောင်ရှင်းပြပေးထားပါတယ်။အားလုံးပဲနှစ်သက်မှာလိုရာခရီးပန်းတိုင်းကိုရှင်းဆက်နိုင်ပါစေလို့ကျွန်မ ဆွတောင်းပေးပါရယ်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါရယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်